ဆီကျွတ်သွေးကျွနံပါတ်2ယောဂါကဘာပေါ်မှာအများပြားလာတဲ့ကဘာကက်ယောဂါတွေတခုဖြစ်ပါတယ်။ကျက်ဦးနဲ့ပတ်သက်ပြီးတော့နာတာရှိယောဂါတွေရဲ့ဆက်ဆက်မှုအရင်တော့တွေ့ရှိခဲ့ပြီးပါတယ်။ကင်ဆာယောဂါနဲ့ဆက်ဆက်ပြီးတော့လည်းတွေ့ရှိပြီးသွားပြီ။ဒါပေမဲ့ဆီကျွတ်သွေးကျွယောဂါနဲ့ကျက်ဦးစားသုံးခြင်းနဲ့ဆက်ဆက်မှုရှိလားဆိုတာကိုကြည့်ရအောင်။သုတနာပညာရှင်တွေရဲ့လေ့လာချက်အရကျက်ဦးကိုတစ်ပတ်ကိုတစ်လုံးပဲစားသုံးခြင်းရဆီကျွတ်သွေးကျွယောဂါဖြစ်လာဖို့89ရာခိုင်နှုန်းမြင့်တက်လာတယ်။တစ်ပတ်ကိုနှလုံးစားလို့ရှင်နှစ်ဆမြင့်တက်လာပြီးတော့တစ်ပတ်ကိုသုံးလုံးစားလို့ရှင်သုံးဆမြင့်တက်လာရဲဆိုတာတွေ့ရတယ်။အဲ့လိုသုံးဆမြင့်တက်လာတဲ့ဆီကျွတ်သွေးကျွကြောင့်သေနိုင်နှုန်းတွေကိုလည်းမြင့်တက်လာတယ်။ဆီကျွတ်သွေးကျွယောဂါရဲ့နောက်ဆက်တွဲဖြစ်တဲ့ခြေလေးလက်တွေဖျက်ရတာမျက်စိကန်းတာနဲ့ ားတစ်ခုကကြောက်ကပြက်တာအထိမြင့်တက်လာစေတယ်ဆိုတာလည်းတွေ့ရတယ်။ဒါကဒီသူတင်နာစာရင်တစ်ခုထဲမှာပဲတွေ့ရတာမဟုတ်ဘူး။2009ခုနှစ်မှာ Harvard တက္ကသိုလ်မှာသူတင်နာပညာရှင်တွေကအမျိုးသားအမျိုးသမီးတွေနဲ့စမ်းသပ်လေ့လာမှုလုပ်ခဲ့တယ်။အဲဒီခါမှာတနေ့ကိုကြောက်တစ်လုံးထပ်ပိုစားတယ်ဆိုလို့ရှိရင်စီချိုသူချိုယောဂတိတိတတတိုးတက်လာတယ်ဆိုတာတွေ့ရတယ်။ဒါက Harvard တက္ကသိုလ်တွေမကအောင်အာရှမှာလည်း2017ကအတီးပြုခဲ့တယ်လို့2012မှာလည်းဥရောပမှာအတီးပြုခဲ့ပြီးသားဖြစ်တယ်။ဒါအပြင်ငငယ်တုန်းကချက်ဥကိုအများကြီးစားသုံးခဲ့တယ်ဆိုလို့ရှိရင်အသက်ကြီးတာမှာစီချိုသူချိုယောဂမဖြစ်အောင်အသက်60 80မှာချက်ဥကိုဖြတ်တယ်ဆိုတာလည်းအခုအထောက်ကူမပြုဘူးဆိုတော့သူတင်နာစာရင်ကိုလည်းတွေ့ရှိရတယ်။ချက်ဥက ောဂါမျိုးစုံကြောင့်တည်နိုင်ခြင်းတနည်းအားဖြင့်ဇီဝကံမဖြစ်ပျက်မှုယောဂါကင်ဆာယောဂါအပါအဝင်တခြားသောယောဂါကြောင့်တည်နိုင်ခြင်းတွေကိုမြင့်တက်စေတယ်စိတ်ကြွတွေးကြောယောဂါကြောင့်တည်နိုင်ခြင်းရောနှစ်ဆမြင့်တက်တယ်ဆိုတာလည်းတွေ့ရှိခဲ့ရတယ်ဒါကတော့ကျောက်ကုမ္ပဏီလုပ်ငန်းအတွက်တော့ကောင်းတဲ့သတင်းကောင်းတစ်ခုတော့မဟုတ်ဘူးသတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ Freedom of Information Act ကနေရရှိခဲ့တဲ့လွတ်ဝက်အစီအဝေးမှတ်တမ်းတစ်ခုအနေမှာတစ်ဆင့်ရရှိခဲ့တဲ့စာရည်ကအမေရိကန်ပြည်ထောင်စုမှာအဝလွန်ယောဂါနဲ့စိတ်ကြွတွေးကြောယောဂါတွေကတိုးတက်လာတယ်ဒါနဲ့ပတ်သက်ပြီးတော့အစားအသောက်မှာပါတဲ့ကိုလက်စတရောနဲ့စိတ်ကြွတွေးကြောယောဂါနဲ့ဆက်ဆက်တဲ့တနည်းအားဖြင့်အစားအသောက်မှာပါတဲ့ကိုလက်စတရောကြောင့်စိတ်ကြွတွေးကြောယောဂါတွေဖြစ်စေတယ်ဆိုတော့အကြောင်း ရံနဲ့ပတ်သက်တဲ့သူတေသနာစာတမ်းဒေကိုသာလူတို့ကသိရှိမယ်ဆိုလို့ရှိရင်ကျဲဥနဲ့ပတ်သက်တဲ့အကောင့်မြင်ထားတဲ့အယူအဆတွေအကုန်လုံးကပျက်စီးသွားပြီးတော့ကျဲဥကကျမ်းမာရေးအတွက်တင့်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာကိုသိလာနိုင်တယ်လို့ဖြေကြားထားပါတယ်